ဒီဟာလူတွေကိုနှောက်ရှက်နိုင်ကြလားဆိုတော့ပတ်သက်လို့နော်ဘုန်းကြီးတို့ခင်ဥပမာနဲ့ဒီပါလို့ဘုန်းကြီးကဏီမာတရားအတုစဉ်အခါကဆိုတော့ဤတို့ဘက်ကဒီအကြောင်းအရာလေးပြောတော့ဘုန်းကြီးကလည်းမှတ်ထားတယ်ခင်ဥပမာရှိအင်္ဂလိပ်လက်ထက်လောက်ကတိတ်ပင်ကတိတ်ပေါ်တော့တိတ်ကပေါ်တော့တခါတယောက်ကလည်းသူကတင်သားကြောင့်စဉ္ညာကြောင့်ကောင်းကောင်းဆောက်ပြီးတော့လှူထားတယ်အဲ့ဒီတင်သားကြောင့်ကိုဘုန်းကြီးတွေပင့်ပင်ပြီးတော့တောနေရဟန်းတွေပေါ့တရားဘာဝနာတကယ်လက်တွေ့ကျင့်တဲ့ ဒေါနီဟန်ကိုပိတ်ပြီးတော့သတင်းသုံးစေတယ်။ပစ္စည်းလေးပဲကောင်းကောင်းမွန်မွန်ထုတ်ပတ်မှလည်းဒါပြည့်တဲ့အဲ့ဒီရဟန်းတော်တွေကအဲ့ဒီမှာနေပြီးမကြခင်ပြန်တော်မူသွားတယ်။နောက်တစ်ပတ်နောက်တစ်ပတ်လည်းမကြခင်ပြန်တော်မူတယ်။နောက်တစ်ပတ်အဲ့လိုနဲ့၃-၄ပတ်ဖြစ်သွားတယ်။၃-၄ပတ်ဖြစ်သွားတဲ့အခါကျတော့နောက်ပိုင်းသူကစရောကြီးတစ်ပတ်ကိုသူကပိတ်မြန်တဲ့တကားကပိတ်လိုက်တဲ့အချိန်ကကျတော့စရောကြီးကအကြောင်းကိုလာအကြက်ခတ်ကြည့်တယ်။အကြက်ခတ်ကြည့်လိုက်တော့ဘာအပြစ်ရှိတယ်ဆိုတာကိုလိုက်ပြီးအကြက်ခတ်ကြည့်လိုက်တော့ ကဲကဲတကားမင်းတို့ကြောင့်ငါနေမယ်ဒါပေမဲ့မင်းတို့အဲ့ဒီကုရင်ကိုမင်းတို့နေရာရွှေ့ပေးအဲ့ဒီသစ်မင်းကြီးအောက်မှာမထမ်းနဲ့ဟိုပဲလွတ်တဲ့လာဟာပြင်တစ်ခုတနည်းအားမှာရွှေ့ပေးဆိုပြီးတော့ကျော်ကြီးကပြောတယ်ပြောလိုက်တော့အဲ့ဒီကုရင်ကိုရွှေ့ပေးလိုက်တယ်ဘုန်းကြီးတို့နိုင်ငံတကာကြီးတွေသိတဲ့အတိုင်းပဲအိမ်သားတွေကဘာလုပ်တယ်ကျွင်းမယ်ကျင်းနေမှာအိမ်သားတွေစွန့်ချလိုက်ပြီးတော့ဒီဥစ္စာအဖုံးလည်းမရှိဘာလည်းမရှိအဲ့နဲ့ကထွက်နေတယ် တက်ပင်အောက်မှာဆိုတော့အဲ့ဒီတက်ပင်မှာယုံကစိုးကရှိတယ်။ဒီတော့ဒီအနတ်ကသူအပေါ်တက်တဲ့ရိုက်တော့သူကဒါကဒေါသဖြစ်နေတာလည်းတကြောင်။နောက်တစ်ခုကသူတို့လည်းအခံပွဲလေးပါလိမ့်ရှိတယ်။ပိဋကတ်ကြီးလာပြီဆိုရင်ဒီအနတ်ကဒုက္ခမင်းနေတော့သူကအဆက်ရ။ဒါနဲ့အဲ့ဒီယုံကစိုးကဒီယဟန်တွေကသူကဒုက္ခမင်းတယ်တတ်ထားမယ်။ဒီတော့အဲ့ဒီ ကိုရင်ကိုရွှေ့ပြီးတော့ဇရောကြီးကအဲ့ဒီမှာသွားပြီးတရင်တောင်းတယ်တရင်တောင်းလိုက်တဲ့အခါကျဇရောကြီးလည်းရောက်လာပြီးကိုရီးယားလည်းဒီမှာမရှိတော့ဘူးဆိုတော့တညမှာရုပ်ကစိုးကဆင်းလာပြီးတော့ဇရောကြီးလှမ်းလျှောက်တယ်အရှင်ဘုရားအရှင်ဘုရားဒီမှာပဲဆက်ပြီးတရင်တောင်းတော်မူပါတပည့်တော်တို့လည်းစွမ်းအားရှိတယ်လို့ဆောင်းလျှောက်ပေးပါမယ်ပထမဘုန်းကြီးတွေကတော့တပည့်တော်ပဲတပ်ပလိုက်တာဘာဖြစ်လို့လဲဒီမစင်တွင်းကြီးကဒီအောက်မှာရောက်နေဒီကျင်းအောက်မှာရောက်နေတဲ့အတွက်တပည့်တော်တို့လည်းအနတ်ဒီအနတ်ကိုအများရန်ခံရတော့ဒုက္ခရောက်တယ် အဲ့ဒီလမ်းရင်းနဲ့တပည့်တော်အမတန်အဆက်ရတယ်။ဒါကြောင့်တပည့်တော်ပထမယဟန်ကြီးကိုတတ်တတ်ဖြစ်တယ်။ကိုအရှင်ပြကတော့ကုရီကိုတခြားရွှေ့လိုက်တဲ့အတွက်တပည့်တော်ဝမ်းသာပါလေ။ဒါကြောင့်ဒီမှာပဲဆက်ပြီးတရင်သွုံတော်မူပါဆိုပြီးပြောတယ်နော်။ဒါကြောင့်နတ်ဒီဟာစောင့်ရှောက်တယ်လို့ဒုက္ခလည်းပြီးတတ်တယ်။နောက်တစ်ခုမဟာဝါပါဠိတော်မှာဘုရားရှင်ကလည်းနတ်ဒီကိုကောင်းမှုကုသိုလ်ပြုပြီးတော့အမြတ်တမ်းဝေဖို့ဒါတိုက်တွန်းထားပါလေ။တိုက်တွန်းထားတဲ့အခါကျတော့နတ်ဒီကိုအမြတ်တမ်းဝေပြီးမေတ္တာပို့ဖို့ နတ်တွေကိုမိမိကမေတ္တာနဲ့ချစ်မြတ်လို့တဲ့စိတ်ထားရှိခဲ့ရင်နတ်တွေကလည်းမိမိကိုတဖန်ပြန်ပြီးတော့ချစ်မြတ်လို့တဲ့စိတ်ထားဖြင့်ပြန်ပြီးစောင့်ရှောက်ပေးတယ်ဆိုတာဘုရားရှင်လည်းဟောထားတယ်နော်။ဒေဝတာနုကံပိတောပောသောသရရမတိပန္တိတောနတ်တွေကစောင့်ရှောက်မှုခံရတဲ့ပုဂ္ဂိုလ်အခါခံသိကောင်းတဲ့အာယုန်လေးနဲ့ဘွတ်တွေ့တတ်တယ်